ကိုလူတို့ DAPP လေးတဲ့ကနေပေါ်တော့ KPWP account တစ်ခုခုစီးရုံနဲ့ကျွန်တော်တို့ password ထုတ်လို့ရမှာဖြစ်ပါတယ် DAPP လေးတဲ့ကနေကျွန်တော် Binance နဲ့ password ထုတ်ထားတာလေးကဆိုရင်ကျွန်တော်ရဲ့ account လေးထက်ကိုဒီမှာ successfully ဆိုပြီးတော့ပြနေပြီပဲဖြစ်ပါတယ်ပေါ့နော်ကျွန်တော် DAPP လေးတဲ့ကနေ Binance နဲ့1ဒေါ်လာထုတ်ယူထားတာလေးကဆိုရင်ကျွန်တော်ရဲ့ account လေးထက်ကိုရောက်စီလာပြီပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီ Binance account လေးထက်ကိုကျွန်တော်တစ်ချေဝယ်ပြမှာဖြစ်ပါတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်စီကိုဒီမှာ When dollar, one dollar, 1 USDD ကျွန်တော်စီကိုရောက်စီလာလာပဲဖြစ်ပါတယ်။ lower တရားရခိုင်နှုန်းပေးတဲ့ APP လေးတစ်ခုပဲဖြစ်ပါတဲ့ပေါ်နို့ဒီ APP လေးထဲကနေ1ဒေါ်လာပြည်တာနေကျွန်တော်စီမှာ KP ဝေပေးသူနဲ့ပတ်စံတော့ထုတ်လို့ရမှာဖြစ်ပါတယ်။ကိုလူတို့ကဒီ PayPal စီးတဲ့သူတွေဆိုရင်လည်းပဲ PayPal နဲ့ပတ်စံထုတ်လို့ရလို့ပေါ်နို့ဘိုင်းနဲ့စီးတဲ့သူတွေဆိုရင်လည်းပဲဘိုင်းနဲ့ပတ်စံထုတ်လို့ရမှာဖြစ်ပါတယ်။ account တစ်ခုမှမစီးဘူးဆိုရင်ကျွန်တော်စီမှာ KP ဝေပေးသူနဲ့1ဒေါ်လာပြည်တာနဲ့ကျွန်တော်စီမှာလာထုတ်လို့ရမှာဖြစ်ပါ ါတယ်ဒီလိုလာထုတ်ဖို့ဆိုရဲကိုလူတို့အနေနဲ့ကျွန်တော်ရဲ့တယ်လီဂရမ်ချန်နယ်လေးကိုဆက်သွယ်ပြီးတော့ကျွန်တော်စီမာတိုင်ရဲ့ KBWP တို့နဲ့ပတ်စံလာထုတ်လို့ရမှာဖြစ်ပါတယ်ဒီ APP လေးထဲကနေကျွန်တော်တို့ပတ်စံဘလို့ထုတ်ယူလို့ရမလဲဆိုတာလေးကိုကျွန်တော်အသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုမကြော်ဘဲနဲ့အဆုံးထိလိုက်ပါကြည့်စုပေးမှတာဒီ APP လေးထဲကနေပတ်စံထုတ်ယူတဲ့နေလန်လေးကိုကိုလူတို့နားလည်သိစီမာပဲဖြစ်ပါတယ်ကျွန်တော်နဲ့တူဗီဒီယိုလေးကိုလိုက်အဆက်လေးလုပ်ပြီးတော့အဆုံးထိလိုက်ပါ ba jesu tɔ la ya a bɔnɔ okay ကျွန်တော်တို့ဒီတရားရခိုင်နှုတ်ပေးတဲ့ app လေးထဲကနေကျွန်တော်ဘိုင်းနေနဲ့ဖြစ်ဖြစ်ပေးပင်နဲ့ဖြစ်ဖြစ်ပတ်စံထုတ်ပြပေးသွားမှာဖြစ်ပါတယ်ဒီပတ်စံထုတ်ဖို့အကောင့်တွေမရှိဘူးဆိုရဲကိုလိုတို့အနေနဲ့ KB ဝေပေတို့နဲ့ကျွန်တော်စီမံမြန်မာငွေလာချေလို့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒီထဲကနေ1ဒေါ်လာပြည်တာနဲ့ပေါ့နော်ကျွန်တော်စီမံ KB ဝေပေတို့နဲ့ပတ်စံလာထုတ်လို့ရမှာဖြစ်ပါတယ် okay ကျွန်တော်ဒီ app လေးရအကြောင်းရအသေးစိတ်ကိုကျွန်တော်အစေးဗီဒီယိုမှာတက်ပေးခဲ့ဖို့ းပါတယ်ပေါ့နော်ကိုလူတို့အနေနဲ့ဒီဗီဒီယိုလေးကိုတွားကြည့်လိုက်မှဆိုရင်အသေးစိတ်ဒီစီနားလဲမှာပဲဖြစ်ပါလေဒီအပီလေးကိုကျွန်တော်တို့ရယူမယ်ဆိုရဲကျွန်တော်ပေးထားတဲ့လေးကနီးအတချေဝေလိုက်မယ်ဆိုရဲပေါ့နော်ကိုလူတို့က Play Store တက်ကိုရောက်သွားပြီးတော့ဒီအပီလေးကိုကျွန်တော်တို့အလွယ်တကူတောင်းယူလို့ရမှာဖြစ်ပါလေကျွန်တော်ကတော့ဒီမှာဘေးပန်နေဖြစ်ဖြစ်ဘိုင်းနေနေဖြစ်ဖြစ်ပတ်စံထုတ်ပြပေးသွားမှာဖြစ်ပါလေတကယ်လို့ပတ်စံထုတ်ဖို့ဒီ account တွေမရှိဘူးဆိုရဲကျွန်တော်စီမှာ KPWB တို့နဲ့ပတ်စံလာထုတ်လို့ရမှာ ာဖြစ်ပါတယ်ဒီလိုပတ်စံထုတ်ပို့ဆိုရေးကိုလိုတို့အနေနဲ့ပေါ်တော့ကျွန်တော်ရဲ့ Telegram Channel လေးကိုစစ်တွေ့ပြီးတော့ကျွန်တော်ကိုတိုင်းရိုက်ကျွန်တော်စီမှာ KB WP တို့နဲ့ပတ်စံလာထုတ်လို့ရမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ Telegram Channel အကောင့်လေးကိုလည်းကျွန်တော်ဒီအဲ comment အောက်မှာကျွန်တော်လက်ချပေးထားမှာဖြစ်ပါတယ်ဒီ link ကနေတစ်ချက်ဝယ်ပြီးတော့ကျွန်တော်စီကိုတိုင်းရိုက်စစ်တွေ့လို့ရမှာဖြစ်ပါတယ်ကျွန်တော်စီမှာ KB WP တို့နဲ့လာထုတ်လို့ရမှာဖြစ်ပါတယ်ပေါ့နော် โอเคကျွန်တော်တို့ဒီ AP လေးထဲကနေကျွန်တော်ပတ်စပ်ထုံးလေးကိုမပြောပြခင်မှာဒီ AP လေးရဲ့ဒီအတုပ်ပြုပ်အတုပ်ပြုနေလေးကိုတစ်ချစ်ပြောပြပေးမှာဖြစ်ပါတယ်တချို့သူတွေက ပေါ့နော်ဒီပလေးနောက်ဆိုတဲ့နေရာလေးကိုနှိမ်လို့မရဘူးလို့ပြောကြတယ်ပေါ့နော်ဒီပလေးနောက်ကိုနှိမ်လို့မရတဲ့အကြောင်းရင်းကကျွန်တော်တို့ဒီအင်တာနက်လိုက်မကောက်တဲ့ပြဿနာတွေဖြစ်နေတယ်ပေါ့နော်ဒီအင်တာနက်လိုက်ကျွန်တော်တို့ကောက်တဲ့ဆိုရင်ဒီ log in လေးတွေကပေါ်လာမှာဖြစ်ပါလေဒီ gain လေးတွေကိုကျွန်တော်တို့က download ဆွဲပြီးတော့ကစားပေးမှဆိုရင်သူပေး းထားတဲ့ coin လေးတွေကိုရရှိလာမှာပဲဖြစ်ပါတယ်။ဒီမှာဆိုရင်သူကဒီ app တစ်ခုမှဆိုရင်ပေါ်တော့ကျွန်တော်တို့ရရှိလာမဲ့ coin ပမာဏလေးတွေကိုသူကဒီမှာပြပေးထားမှာဖြစ်ပါတယ်။ကျွန်တော်ဒီ app လေးထက်ကိုတစ်ချေဝယ်ပြမှာပေါ်တော့ဥပမာအနေနဲ့ဟုတ်ပြီဒီထက်ကိုကျွန်တော်တို့တစ်ချေဝယ်လိုက်ပြီးဆိုရင်ဒီမှာကျွန်တော်တို့သူပေးထားတဲ့ဒီ message အလိုက်ပေါ်တော့ကျွန်တော်တို့က coin လေးတွေရရှိလာမှာပဲဖြစ်ပါလေ။ဒီ app လေးကိုကျွန်တော်တို့က download ဆွဲပြီးတော့ကစားမဲ့ဆိုရင် level 20ရောက်သွားတဲ့အခါမှာဆိုရင် coin 39ကွိုင်းရရှိမှာပဲဖြစ်ပါတယ်ဒီလိုကျွန်တော်တို့တူပေးထားတဲ့ message alike ကစားပေးမှဆိုရင်ကွိုင်းလေးတွေရရှိလာမှာပဲဖြစ်ပါတယ် โอเคနောက်ထပ်တစ်ခုကိုသွားလိုက်ရအောင်ပေါ့เนาะနောက်ထပ်တစ်ခုကဆိုရဲကျွန်တော်တို့ဒီမှာအဲဒီအောက်မှာဆိုရဲပေါ့เนาะတူပေးထားတဲ့ဂိမ်းလေးတွေအများကြီးတွေးမြင်ရမှာဖြစ်ပါတယ်ဒီအောက်မှာဆိုရဲလည်းပဲကျွန်တော်တို့ဒီမှာအဲဒီဂိမ်းလေးတွေကိုလည်းကစားလို့ရတယ်မေခွန်မေဖြည့်တွေကိုလည်းကျွန်တော်တို့လုပ်လို့ရမယ်ဒီအောက်မှာ play ဒီဟာကိုလည်းနှိပ်လို့ရမယ်ပေါ့เนาะဒီအောက်မှာဆိုရဲကျွန်တော်တို့ daily ဒီအောက်မှာဆိုရဲ waste ပေါ့เนาะကျွန်တော်တို့ကြုံညာလေးတွေကြည်ပြီးတော့ကြိုင်လေးတွေရယူလို့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒီထက်ကနေကျွန်တော်တို့အလွယ်တကူ ူကွိုင်လေးတွေကိုဆောက်ဖေးလို့ရတာကြောင့်မလို့ပေါ့လို့ဒီထက်ကနေကွိုင်စားတဲ့နေရာတွေကအများကြီးဖြစ်မှာပဲဖြစ်ပါလေ။ Okay ကျွန်တော်တို့ဒီထက်ကနေပတ်စံထုံမဲ့ဆိုရင်ကျွန်တော်တို့မှာကွိုင်ပမာဏကစီထားဖို့တော့လိုပါလေ။ကွိုင်ပမာဏစိတ်ထောက်ပြီးတာနဲ့ကျွန်တော်တို့က1ဒေါ်လာနီးစတဲ့ထုတ်ယူလို့ရမှာဖြစ်ပါလေ။ဒီလိုထုတ်ယူဖို့ဆိုရင်ကိုလူတို့အနေနဲ့ဒီအောက်ကလူသေးဆွေနေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ။ဒီလိုနှိပ်ပေးလိုက်ပြီးဆိုရင်ကျွန်တော်တို့မှာအဲဒီမှာပေါ့နော်ကွိုင်စိတ်ထောက်အနေဆုံးစီထားပေးရမှာဖြစ် စ်ပါတယ်ကျွန်တော်မှဆိုရဲခွိုင်ကိုထောက်ပြီးသွားပြီးမို့လို့ဒီအောက်မှာကျွန်တော်က1ဒေါ်လာကိုထုတ်ပြပေးမှာဖြစ်ပါတယ်ဘေးပန်နဲ့ပတ်စံထုတ်မှဆိုရဲခွိုင်ဆေးထောက်လို့မှာဖြစ်ပြီးတော့ကျွန်တော်တို့ရရှိလာမဲ့ပမာဏက1ဒေါ်လာဖြစ်ပါတယ်ကျွန်တော်တို့တကယ်လို့ဘိုင်းနေနဲ့ပတ်စံထုတ်မှဆိုရဲလည်းပဲကျွန်တော်တို့ကခွိုင်ဆေးထောက်လို့မှာဖြစ်ပြီးတော့ကျွန်တော်တို့ရရှိလာမဲ့ပမာဏလေးကဆိုရဲ1ဒေါ်လာဖြစ်ပါတယ်โอเคကျွန်တော်ပထမဆုံးဘေးပန်နဲ့ပတ်စံထုတ်နည်းလေးကိုအရေးပြောပြပေးမှာဖြစ်ပါတယ်ဘေးပန်နဲ့ပတ်စံထုတ်မှဆိုရဲကျွန်တော်တို့ကဒီမှာ1ဒေါ်လာပြီးသွား အခါမှာဆိုရင်ကျွန်တော်တို့ကဒီနပင်းသားကလူသေးဆွဲနေရာလက်ကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီလိုနှိပ်ပေးလိုက်ပြီးဆိုရင်ဒီနေရာလေးမှာကျွန်တော်တို့ဒီအပေးပယ်ဖိထားတဲ့ဒီ email လေးကိုကျွန်တော်တို့ထည့်ပေးရမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်စီမာ KB WP2 နဲ့ပြန်ချိတ်မယ်ဆိုရင်ကျွန်တော်က bank နဲ့ account နဲ့ပဲကျွန်တော်ပတ်ဆက်ထုတ်ပေးမှာဖြစ်ပါတယ်ပေါ့နော်ဒီ PayPal account နဲ့ကျွန်တော်ထုတ်ပေးမှာမဟုတ်ပါဘူးဒီနေရာမှာကျွန်တော်တို့ဒီ PayPal ဖိထားတဲ့ Gmail လေးကိုထည့်ပေးလိုက်ပြီးဆိုရင်ကိုလူတို့ကဒီအောက်ကလူတွေနောက်ဆွဲနေရာလေးကိုန နေလိုက်မဲ့ဆိုရင်ကျွန်တော်တို့ပတ်စံထုတ်ယူချက်ကဒီအောင်မြင်သွားမှာပဲဖြစ်ပါတယ်ပေါ့နော်သူကဒီအချိန်ပမာဏအတွင်းမှာကျွန်တော်တို့ရဲ့ PayPal account လေးထက်ကိုပတ်စံဝင်လာမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ကတော့ဒီမှာအပိုင်းနဲ့ account နဲ့ကျွန်တော်ပတ်စံထုတ်ပြပေးသွားမှာဖြစ်ပါတယ်ဘိုင်းနဲ့ account မှာဆိုရင်ကျွန်တော်တို့ quite set out လိုမှာဖြစ်ပါတယ်ကျွန်တော်တို့ရရှိလာမဲ့ quite ပမာဏကဆိုရင်1ဒေါ်လာကျွန်တော်တို့ရရှိလာမဲ့ဒေါ်လာပမာဏကဆိုရင်1ဒေါ်လာဖြစ်ပါတယ် okay ဒီလိုကျွန်တော်တို့ထုတ်ယူလို့ရမဲ့ပမာဏပြီးသွားတဲ့အခါမှာဆိုရင်နေပြည်တော်ကဒီလူတွေ ဒီနပင်းသားကလွေတဲ့ဆွေနေရာလေးကပေါ်လာမှာဖြစ်ပါတယ်ပေါ့နော်ဒီလိုပေါ်လာပြီးဆိုရင်ကျွန်တော်တို့ကဒီလွေတဲ့ဆွေနေရာလေးကိုတချင်နေပေးလိုက်ပါဒီမှာဆိုရင်ကျွန်တော်တို့ဒီဘိုင်းနဲ့ဖိတ်ခဲ့တဲ့အီးမေးလ်လေးပဲဖြစ်ပါတယ်ဒီအီးမေးလ်လေးကိုကျွန်တော်တို့ရယူမယ်ဆိုရင်ကျွန်တော်တို့ဒီမှာပေါ့နော်အဲဒီ flow file လေးခဲကိုပြတ်ဝဲပြီးတော့ဒီနပင်းသားကမျှော်လေးကိုတချင်နေပေးလိုက်ပါဒီလိုမျှော်လေးကိုတချင်နေပေးလိုက်ပြီးဆိုရင်ဒီနေရာလေးမှာကျွန်တော်တို့အဘိုင်းနဲ့အီးမေးလ်လေးကိုထပ်ပေးရမှာဖြစ်ပါတယ်ဒီဘိုင်းနဲ့အီးမေးလ်လေးကိုကျွန်တော်တို့မှတ်မှတ်ကန်ရိုက်ထည့်ပြီးတော့ဒီနေရာလေးမှာ ထည့်ပေးလိုက်ပါနော်โอเคကျွန်တော်ကတော့ဒီနေရာလေးမှာအဖိုင်နဲ့ email လေးကိုထည့်ပေးလိုက်မှာဖြစ်ပါတယ်ဖိုင်နဲ့ free ခဲ့တဲ့ email လေးမှတ်ခဲ့ပြီးဆိုရေးကိုလိုတို့အနေနဲ့ဒီအောက်ကလူတွေနောက်ဆိုရဲ့နေရာလေးကိုတက်ချင်းနှဲ့ပေးလိုက်ပါ โอเคဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ဒီညလည်းမခဏလေးစောက်ပေးလိုက်ရုံနဲ့ပေါ့နော်ကျွန်တော်တို့ကဒီမှာပတ်ဆက်ထုတ်ယူလို့မရသေးဘူးပေါ့နော်ပတ်ဆက်ထုတ်ယူမယ်ဆိုရင်ကိုလူတို့အနေနဲ့ VVA လေးတခုတော့ခံပိုးတော့လိုပါတယ်ပေါ့နော်ဒီညလည်းမ VVA ခံလိုက်ပါမယ်ကျွန်တော်တို့ VVA ခံမယ်ဆိုရင်ပထမဆုံးဒီထားရမှာကတော့ကျွန်တော်တို့ဘလို့ခံပေးရမလဲဆိုတာလေးကိုပြောပြပေးမှာဖြစ်ပါတယ်ဒီ APP လေးကဆိုရင်ဒီ VVA လောကခံလို့မရဘူးပေါ့နော် VVA ခံမယ်ဆိုရင်ကိုလူတို့အနေနဲ့ဒီဖုတ်တဲ့မှာစီလက် VVA လေးတခု ုကိုကျွန်တော်တို့ကဝယ်ပေးရမှာဖြစ်ပါတယ်။ Okay ကျွန်တော်ကတော့ဒီ VVA လေးကိုကျွန်တော်ဝယ်လိုက်မယ်ပေါ့နော်။ဒီ VVA APP လေးထက်ကိုရောက်လာပြီဆိုရင်ကိုလူတို့အနေနဲ့ဒီလိုကျွန်တော်တို့ကဒီလိုပေါ့နော်ဒီလိုအနေထားကိုလုပ်ပြီးတော့ဒီကောင်လေးကိုချစ်ချပြပြီးတော့ဆက်ွယ်လေးကိုကျွန်တော်တို့ကခွဲပေးရမှာဖြစ်ပါတယ်။ဒီလိုခွဲပေးလိုက်ပြီဆိုရင်ခုနကကျွန်တော်တို့ဒီငွေထုတ်တဲ့နေရာလေးကိုပြန်သွားလိုက်ပေါ့နော်။ငွေထုတ်တဲ့နေရာလေးကိုပြန်သွားလိုက်ပြီဆိုရင်ကိုလူတို့ဒီနေရာလေးမှာ VVA လေးကိုကျွန်တော်တို့ကဒီ USA နိုင်ငံမှာထားပြီးတော့ connected လုပ်ပေးရမှာဖြစ်ပါတယ်ဒီလို connected လုပ်ပေးလိုက်ပြီးဆိုရဲကျွန်တော်တို့ကဒီနေရာလေးမှာခဏလေးအဆောက်ပေးပြီးတော့ပေါ့နော်ဒီအကလွေတဲ့ဆိုရနေရာလေးကိုနှိပ်ပေးလိုက်ပါဒီလိုနှိပ်ပေးလိုက်မယ်ဆိုရဲကျွန်တော်တို့ပတ်စံထုတ်ယူချေကပေါ့နော်အောင်မြင်သွားပါလိမ့်မယ်ဒီနေရာလေးမှာခဏလေးဆောက်ပေးလိုက်ပါ okay ဒီမှာဆိုရဲကျွန်တော်တို့ဒီ အဲဒီ VVA လေးကျွန်တော်တို့ခံလိုက်တာပေါ့နော်ဒီမှာပတ်စံထုတ်ယူခြေကကျွန်တော်တို့ဒီအောင်မြင်သွားပြီပဲဖြစ်ပါလေ Okay ဒီလိုအောင်မြင်သွားတဲ့အခါမှာဆိုရဲကျွန်တော်တို့ကအချိန်24နာရီစာပေးယုံနေကျွန်တော်တို့ရဲ့ဒီဘိုင်းနဲ့အကောင့်လေးထက်ကိုပတ်စံဝေလာမှာပဲဖြစ်ပါလေပတ်စံဝေလာတဲ့အခါဆိုရဲကျွန်တော်ထမက်ပြပေးသွားမှာဖြစ်ပါလေ โอเคကျွန်တော်ဒီထဲကနေပေါ့เนาะပတ်စံ1ဒေါ်လာထုတ်ယူထားတာလေးကဆိုရင်ကျွန်တော်ရဲ့ account လေးထဲကိုရောက်လာပြီပဲဖြစ်ပါတယ်ပေါ့เนาะကျွန်တော်ထုတ်ယူထားတဲ့1ဒေါ်လာလေးကိုကျွန်တော် တစ်ချိန်ဝယ်ပြပါဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ဒီ successfully ဝယ်လို့ဆိုပြီးတော့ပြပေးသွားပြီပဲဖြစ်ပါတယ်ပေါ့เนาะဒီ app မှာဆိုရင်လည်းပဲ note ကြလာပြီပဲဖြစ်ပါတယ်ကျွန်တော်စီကိုဒီမှာ1ဒေါ်လာပေါ့เนาะ1ဒေါ်လာရောက်ရှိလာပြီပဲဖြစ်ပါတယ်ကျွန်တော်တစ်ချိန်ဝယ်ပြမှာဖြစ်ပါတယ်ပေါ့เนาะကျွန်တော်ရဲ့ဒီ Binance account လေးထဲကို1ဒေါ်လာရောက် ောင်းတာမရောင်းတာဆိုတာလေးကိုကျွန်တော်တစ်ချက်ပြမှာဖြစ်ပါတယ် โอเคဒီမှာဆိုရေပေါ့နော်ကျွန်တော်စီကိုဒီမှာ1 USD ဒီကျွန်တော်စီကိုရောက်လာပြီပဲဖြစ်ပါတယ်ပေါ့နော်ပတ်စံထုတ်ထားတာလေကားဆိုရေမနေ့ပိုက်ပေါ့နော်ကျွန်တော်မနေ့ထုတ်တာညနေကျွန်တော်စီကိုရောက်စီလာတာပဲဖြစ်ပါတယ်โอเค lower တရားရခိုင်နှုတ်ပေးတဲ့ APP လေးဖြစ်တာကြောင့်မလို့ပေါ့နော်ဒီ APP လေးထဲကနေပတ်စံတရားရခိုင်နှုတ်ကိုလူတို့စောက်ဖွေလို့ရမှာဖြစ်ပါတယ်ဘိုင်းနေနဲ့လည်းထုတ်ထုတ်ကျွန်တော်တို့ဒီ PayPal နဲ့လည်းထုတ်ထုတ်ပေါ့နော်ကျွန်တော်တို့အစပြေရအကောင့်နဲ့ကျွန်တော်တို့ကပတ်စံထုတ် रोजा मारते पारे